မင်္ဂလာပါဗျာကျွန်တော်အခုမိတ်ဆွေတို့ကိုမတရားတန်ပြီးစွတ်တန်တဲ့ iPhone တွေလုံးနဲ့မိတ်ဆက်ပေးမှာဗျာနော်ဒီကောင်လေး iPhone 13 Pro မှာဗျာနော်မတရားတန်မှာခင်ဗျာနော်ဒီကောင်လေးဘာလို့တန်လဲဆိုတော့ကျွန်တော်ကင်မရာမှာ error လေးတစ်ခုပါလို့ဗျာနော်ဒီကောင်လေးဘာကင်မရာဘာ error လေးလဲဆိုတော့ကျွန်တော် portrait mode ကင်မရာ portrait mode မှာကျွန်တော်အမဲဆက်လေး30ပါမှာဒါပဲဗျာနော်ကျွန်တော်ဘာ error မှမရှိဘူးဗျာနော်ကျွန်တော်ရိုးရိုးကင်မရာတွေ 180C 280C ကျွန်တော်အကုန်လုံးမှာ white camera တွေဘာတွေမှာဘာ error မှမရှိဘူးဗီဒီယိုကင်မရာမှာလည်းဘာ error မှမရှိဘူးဗျာနော်ပြီးတော့ရင်ကျွန်တော်ဒီကောင် battery hack က90% very hack ကခုနကကွန်စာပဲပြရနေမှာဒါပဲပြောပြဘာ message ဘာညာဘာမှလည်းမပါဘူးခင်ဗျာနော် unknown pet တွေပါတယ်အဲ့လိုအလုံးလည်းမဟုတ်ဘူးနော်ဒူလုံးနဲ့ face ID တွေပါရဘာတွေညာတွေအကုန်လုံးကောင်းတယ်မြန်နော်ဘာ error မှမရှိဘူး span မှာဆိုလည်းအပေါင်းစင်းတစ်စက်မှမရှိဘူးမြန်နော် body ကလည်း97%လောက်တန့်သေးတယ်ဗျာနော်ဒီ pin မှာပဲ see cover see ကျွတ်ထားတဲ့အရာလေးတသေးသေးတစ်ခုပါနော်ကျန်တဲ့ body အနေထားကလည်းလုံးဝတန့်သေးတယ်ဗျာနော် sera blue color လေး iphone 13 pro မှာ256 gb ကိုကျွန်တော် drop လုပ်မှာစီးတယ်ဟုတ်ကဲ့ ဒီကနေ့ကျွန်တော်ရောင်းဝယ်မယ်သေးလေး18သိန်း5000ခန့်မတရားတန်တယ်နော် iPhone 13 Pro မှာ256ကိုဇက်ပီရီ region ပြန်နော်သူ original ဘူးတွေပါတယ်ဆိုအကုန်ပါသေးတယ်နော်တူရီအလုံးတွေပြန်နော်ဇက်ပီရီ region နော်သူ original ကျိုးပါဆိုအကုန်ပါသေးတယ်ပြန်နော်လုံးဝမိုက်တယ်မတရားတန်တယ်နော် portrait camera ကိုတိတ်လူတိုင်းကတိတ်ရိုက်လေးရိုက်ထားတော့မရှိဘူး portrait camera ကျွန်တော်တို့ဆို portrait တွေပါတိတ်ရိုက်လေးရိုက်ထားမရှိဘူးကျွန်တော် video camera ရိုက်မယ်ပုံမှန် camera တွေတော့ရိုက်မယ်အဲ့ camera တွေမှာဘာ error မှမရှိဘူးနော်ပုံမှန်အတိုင်းပဲအကုန်သုံးလို့ရ18သိန်း5000ခန့်ပြန်နော် iPhone 13 Pro မှာ256ကိုက ဇက်ပီ region 17သိန်း5000ကျွန်တော်စီမှာဟောင်းဘေးတေယူလက်ထက်ရေးကြဆိုပြီးဝယ်လို့ရတယ်ခင်ဗျအဲဒီမှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးလာမယ်မိတ်ဆွေတို့ဒီနေ့ကျွန်တော်ဖုန်းဆက်ပြီးတော့မေးမဆုံဆန်းနိုင်တယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ